ထိုင်းမှာဘီလီယံကျည်တဲ့အိမ်တွေပိုင်ဆိုင်ထားတဲ့မြန်မာအမှုပညာရှင်လေးရောင်အခုနောက်ပိုင်းနှစ်တွေမှာဆိုရင်ကျမတို့ရဲ့အိန္ဒိချင်းထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မြို့ဟာမြန်မာနိုင်ငံကချမ်းသာကျွမ်းဝသူတွေအတွက်အပန်းဖြေစရာနေရာတစ်ခုသာမကတော့ဘဲဒုတိယအိမ်ဖြစ်ရှင်နီမြို့နယ်ရာနေရာတစ်ခုဖြစ်လာတာကိုအားလုံးသတိထားမိကြမှာပါ အထူးသဖြင့်ထိုင်းနိုင်ငံရဲ့စီးပွားရေးရာတည်ငြိမ်မှုနိုင်ငံတကာစစ်မှုကျန်းမာရေးစောင့်ရှောက်မှုနဲ့ကောင်းမွန်တဲ့ပညာရေးခွင့်လန်းတွေကြောင့်မြန်မာနိုင်ငံကစီးပွားရေးလုပ်ငန်းရှင်တွေသာမကဘဲနာမည်ကျော်နှုတ်ပညာရှင်တွေပါဘန်ကောက်မြို့မှာမြန်မာငွေဘီလီယံနဲ့ချီတန်မှုရှိတဲ့အင်အားတွေကိုဝယ်ယူရှင်းနှီးမြှုပ်နှံလာကြတာပါထိုင်းအခြေအနေတည်င်းချက်လက်စံတာ RIC ရဲ့စီးရင်တွေရဆိုရင်မြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံမှာထိုက်ခန်းဝယ်ယူမှုအများဆုံးနိုင်ငံသားစီးရဲမှာဒုတိယနေရာထိရောက်ရှိလာခဲ့ပါတယ်တဲ့။ ဒီဗီဒီယိုထဲမှာတော့ထိုင်းနိုင်ငံမှာတန်းရချီတန်းတဲ့အိမ်တွေကိုပိုင်ဆိုင်ထားတဲ့နမတိမြန်မာမျိုးပညာရှင်၄ယောက်ကြောင့်ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။နမလေးပိုင်တကောထိုင်းနိုင်ငံမှာပီလီယချီတန်းတဲ့အိမ်ပိုင်ဆိုင်ထားတာက ပိုင်တကောမှာပိုင်တကောကထိုင်းနိုင်ငံမှာကြော်ညာရင်းရုပ်ရှင်စက္ကရီစက်တိုက်ရိုက်ကူးနေရသူဖြစ်ပြီးသူရဲ့မျိုးပညာလှူရှားမှုများစုကိုဘန်ကောက်မှာပဲအချိန်ကုန်ဆုံးလို့ရှိပါတယ်။ ဒီလိုလုံးတဲ့ကံနဲ့တသားလေးဖြစ်အောင်သူအနေနဲ့ဘန်ကောက်မြို့ရဲ့ထက်တန်းလွာလေးနေထိုင်တဲ့ luxury condominium တစ်ခုမှာဇနီးဖြစ်သူနဲ့အတူ အခြေချနေထိုင်မှုဝယ်ယူထားတယ်လို့သိရပါတယ်ပါရဂွန်ကိုရိုင်းကလည်းချမ်းသာချေဝါတလုံးသူရဲ့ဇနီးဖြစ်သူမလင်းမြဖူးကလည်းမြန်မာနိုင်ငံရဲ့ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်တီတူရဲ့သမီးဖြစ်ပြီးသူမကိုရိုင်းကလည်းအရေးချင်းရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တူဖြစ်တာကြောင့်ဒီလိုတမိုးကြီးအိမ်မျိုးပိုင်ဆိုင်ထားတာဟာမဆန်းပါဘူးနံပါတ်3နေကြည့်ဦး နေချင်ဦးနေရမှာတော့ beauty by နေချင်လူလူတီများနဲ့ beauty blogger မင်းသမီးအောင်မင်းနဲ့စီပိုင်းလုပ်ငန်းရှင်နေချင်ဦးပဲဖြစ်ပါတယ်။နေချင်ဦးကလက်ရှိမှာဗကောက်မြို့မှာအချိန်တော်ကြာနေထိုင်နေပြီးသူမရဲ့ကိုဝင်ဆောင်ကာလကိုအေဂျင့်စွာဖြတ်တန်းနေတာကိုတွေ့ရပါတယ်။တတိယနေရောင်သူမဟာရှင်သွေးလေးကိုဘန်ကောက်မှာမွေးဖွားပြီးထိုင်းနိုင်ငံမှာပဲရေရှည်အခြေချနေထိုင်သွားဖို့အတွက်အမေရိကန်ဒေါ်လာတန်းချီတက်မှုရှိတဲ့ကွန်ဒိုတစ်ခုကိုဝယ်ယူထားတယ်လို့သိရပါတယ်။ နမနစ်မူဆောင်ဝိုင်းနမနစ်နေရာမှာတော့ Miss Universe မြန်မာ2013လာမယ်ဖြစ်တဲ့လို့ဝမ်မုံရွှေရဲ့ရောင်းမတော်ဆက်သူမူဆောင်ဝိုင်းပဲဖြစ်ပါလေ။သူမဟောင်းမြန်မာနိုင်ငံထံပြည်ပမှာနေထိုင်တာပုံများသူတူဖြစ်ပြီးနိုင်ငံတကာမှာပိုင်ဆိုင်မှုတွေများပြားရှိသူတူပါ အမေရိကန်ပြင်သစ်တရုတ်နိုင်ငံ၏ပြင်ထိုင်းနိုင်ငံမှာပါအင်ချမ်မြေတွေပိုင်ဆိုင်ထားပါတယ်။ဘန်ကောက်မြို့မှာသူမပိုင်ဆိုင်ထားတဲ့ကွန်ဒိုဟာလည်းမြန်မာငွေတန်းထောင်ချီတန်းမှုရှိတဲ့အထက်တန်းလွှာတွေတည်ထောင်နေထိုင်ရာနေရာတစ်ခုဖြစ်ပြီးခင်မီဒီဇိုင်းနဲ့တက်တောင့်တတရှိမှုတို့ကိုအပြည့်အဝပေးစွမ်းနိုင်တယ်လို့ဆိုပါတယ်။ နံပါတ်1ဝမ်မုံရွှေရင်နံပါတ်1နေရာမှာတော့မြမရုပ်ရှင်လောကရဲ့ထိတ်တန့်မင်းသမီးအမှုပညာကျင်းမြစုံမင်းသမီးတူဖြစ်တဲ့ဝမ်မုံရွှေကြီးပဲဖြစ်ပါတယ်။သူရဲ့အောင်မြင်မှုနဲ့ကြောဝမှုကတော့ပြည်တွင်းမှာသာမကပြည်ပနိုင်ငံတွေထင်ကျေပြန့်နေလို့ဆိုကြပါတယ်။သူမနဲ့သူမရဲ့ခင်မုန်းဖြစ်သူတို့ဟာနိုင်ငံတကာမှာများပြားလာတဲ့ပိုင်ဆိုင်မှုတွေရှိထားပြီးအလုပ်ကိစ္စတွေအပန်းဖြေခီးတွေအတွက်ဘန်ကောက်မြို့က Luxury Condo တခုကိုလည်းတည်ထောင်ပိုင်ဆိုင်ထားတယ်လို့နိစ္စရာတိုင်းဝိုင်းကဆိုပါတယ်။ အခုပြောပြခဲ့တာကတော့ထိုင်းနိုင်ငံမှာတန်ဖိုးကြီးမားတဲ့အင်အားတွေကိုပိုင်ဆိုင်ထားကြတဲ့မြန်မာအမှုပညာရှင်၄ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။သူတို့ရဲ့စူးစမ်းမှုနဲ့အောင်မြင်မှုတွေကတကယ့်ကိုအားကျစရာပါပဲနော်။ဒီမျိုးပညာရှင်တွေနဲ့ပတ်သက်ပြီးပြည်ထောင်ချီရုံးရဲ့အမြင်ကိုလည်း comment မှာပြောပြသွားကြပါအောင်ရှင်။